MSP အခုပဲကြည်လေမသားကြီးอ่ะအမရှိုးနေတဲ့ sorry တဲ့အာညီကိုလိုပဲပေါင်းပါတယ်သူတို့တခါကြီးကြမှာတာအော်စရာရှိရင်အော်တာကိုယ်စိတ်ချမ်းသာအောင်ထားရလေအဲဒါကြောင့်မို့နုပြုံနေတာပါကျွန်တော်ကတော့ဘာမှမရှိပါဘူးအနုဟိုအဓိကစိတ်ချမ်းသာကိုပဲလိုတာပါနော် MSP မမပြောတယ်မနက်ဖုန်းဆက်တော့တူရဲဟာကိစ္စလေးရှိလို့မအားလို့တားကြီးလွတ်လိုက်မယ်ပေါ့နော်တားကြီးကောင်လွတ်လိုက်တာ အာရောင်းဝမ်းတာတော့ဗောတိရလားမဟုတ်အဲ့ဒါတကယ်တော့ကိုကြီးနုနေလို့ဖြစ်တာအဲ့ဘက်ကเนาะတကယ်တော့နုနေလို့လေเนาะအဲ့လိုမျိုးဆိုတော့အမအမကြားရအမမကြားရပြောအမအတုတ်ကံမြဲတဲ့ကတော့ပုံမှန်မိဆက်ပင်ဒါဒါမမီရဲ့မောင်လေးမောင်လေးလို့ပြောနေတာဗောเนาะအခုတော့တားကြီးဖြစ်သွားပြီတားရင်လည်းယောပြီးတော့အခုတော့ဆက်ဒါပေမဲ့အဲခေါ်တာခေါ်ကြတယ်မနော်သူကတော့ပေးကြိုက်မယ်ပုံမပေါ်ဘူးတိလားအခုပဲကြည်လေမသားကြီးอ่ะအမ ရှော်ရီတင်းနဲ့ရှော်ရီတင်းနဲ့အဲညီကိုလိုပဲပေါင်းပါတယ်သူတို့တခါကြီးကြမှာသာအော်စရာရှိရင်အော်တာကိုယ်စိတ်ချမ်းသာအောင်ထားရလေအဲအကြောင်းကိုနုပြုံနေတာပါကျွန်တော်ကတော့ဘာမှမရှိပါဘူးဟိုအဓိကစိတ်ချမ်းသာကိုပဲလိုတာပါနော်မမတို့ကလေဟို ဘယ်လိုပြောရမလဲပေါ့ပေါ့ပါပါလည်းရှိတယ်ပြီးတဲ့အခါကျတော့ဟိုသူတို့နဲ့ပေါ့နော်ဒါဟိုမိသားစုတိုင်းမှာတော့ပြဿနာဆိုတာရှိမှာပဲလေနော်ဒါပေမဲ့သူတို့များသောအဖြစ်တွေ့ရတဲ့အချိန်မှာပြဿနာအရင်နေပြီးတော့တက်ခုတယောက်နားလည်ပေးနိုင်တယ်ပြီးတော့အာကိုညီဆိုလို့ရှိရင်ကတော်တော်နဲ့စပြီးတော့ဟိုစကားပြောပြတဲ့အဲ့ချိန်ဟောပေါ့နော်တတတို့တင်တန်းလာတတ်တဲ့အချိန်ကမမေနဲ့ပဲစကားပြောပြတာကိုညီနဲ့စကားမပြောပြဘူးဒါပေမဲ့အိမ်မှာအလုပ်ကိစ္စပါညာအိမ်သွားတဲ့အချိန်တွေမှာ ဲ့လိုမျိုးဟိုဟာဖြစ်တဲ့ခါကျတော့မာကြီးဟိုပေါ့နော်ဟိုမာကြီးတို့ ਨੇ တွေ့ဖြစ်တယ်ပေါ့တွေ့ဖြစ်တဲ့ခါကျတော့ဟိုဘာလေးနေသိရလဲဆိုတော့မမေရကျတော့ तू ကတခုခုဆိုရင်လေမမကလက်ခံတဲ့စကားပြောတယ်ပြီးရင်ကိုကြီးကိုပြောလိုက်တော့အကိုကြီးကဆုံးဖြတ်မယ်အဲ့ဒါအဲ့လိုသူ့ရဲ့ဆုံးဖြတ်ချက်တိုင်းဒီကိုကြီးက confirm လုပ်ပေးတာ အဲ့တော့အကျန်းတယောက်ပေါ့နော်ဒါ relation တစ်ခုရဲ့လေးစားမှုတစ်ခုပေါ့နော်ပြီးတော့ဟိုအမြဲတမ်းဒါမဲ့အခုတောင်မှဟိုစပစ်ပါတယ်အခုဖုန်းပြောရင်တက်တက်စီပဲအရင်တော့ဆိုရင်မမကိုဆက်လဲကိုကြီးကြိုက်နေကိုကြီးကိုဆက်လဲမမကြိုက်နေအခုဆိုရင်ဆက်နှစ်ဟာတက်တက်စီဖြစ်သွားပြီအဲ့ဖြစ်တာကိုအလုပ်တွေအရင်စီးပွားရေးတောင်းမြန်တာပေါ့နော်စီးပွားရေးတောင်းမြန်တဲ့ခါကျတော့အဲ့တော့ဩဒါဟိုဘာပဲဖြစ်ဖြစ်ပေါ့အမြဲတမ်းတော့ဟိုလေးစားအားကြရတဲ့အကူတွေအမတွေပဲလေနော်ဘာလို့လဲပြီးတော့ကလေးတွေဆိုရင်လဲပုံမှန်လေးဟိုသူ နှစ်ယောက်လောက်မွေးထားရင်တော့မှအရန်ဟိုဟာဖြစ်တဲ့အမှာအရန်ထင်ပါလေတော်တော်တို့နဲ့ကဟိုပုံစံမတူပေမဲ့မမှန်ရေတော်တို့လည်းကလေးတွေသင်တန်းပြတယ်ကွာကလေးတွေအများကြီးနဲ့တွေ့တယ်ဒါပေမဲ့အဲ့ဒါခဏလောက်တွေ့ပြီးတော့သင်ပေးပြောပြအဲ့လိုမျိုးဖြစ်ရတာပဲလေဒီလိုအိမ်မှာတောက်လျှောက်ဒီလိုမျိုးလူတယောက်ကိုပြစုပြိုးထောင်ရတယ်ဆိုတော့ကိုယ်ဝမ်းနဲ့လွယ်မွေးရတဲ့လူကမလွယ်ဘူးကွာတဲ့လား တမအီတဖေးတဲ့မွေးရင်တောင်မှစိတ်သက်မတူအကျင့်မတူဇရိုက်မတူအဲ့ဒီဟာတွေအားလုံးကိုပြောင်းလဲနိုင်ပြီးတော့ဒီမေတ္တာထားနိုင်တဲ့တကယ်ဟိုဘောနော်ဟိုမိဘဒီလိုမျိုးတွင်တင်ပေးနိုင်တယ်ဆိုတဲ့ဟာကြီးကလည်းဒါလွယ်ကူတဲ့ကိစ္စဟုတ်မနေပြန်ဘူးလေနော်ပွဲကြီးကြီးလုပ်မယ်လို့စဉ်းစားတဲ့အချိန်မှာလည်းဒီလူတွေမပါဘဲနဲ့ကွာနောက်လူထပ်ပြီးဗိုက်ရတာမကြိုက်ဘူး အဲ့တော့နောက်လူဒီဒီပွဲကြီးကတော့အရန်မိုက်မှာတော်တော်ဘလို့ပလန်နဲ့လှုပ်ရှင်တယ်ဒါပေမဲ့ပါပါလားလို့မပြောချင်ပါတော်တော်နဲ့စတော့ကပွဲတသေးလေးလှုပ်တော့ကလည်းတော်တော်ဟိုကောင်းတိဖြစ်စေစိုးတိဖြစ်စေပွဲခန်းလားတိဖြစ်စေမခန်းလားတိဖြစ်စေပါဝင်ကူညီခဲ့တာဒီလူတွေအဲ့တော့ကမမဖုန်းဆက်တော့မမအားလားမအားလားမအားလားမသိလို့မရတော်တော်ပွဲလောက်ရင်မမပါဟုတ်ပါမယ်အဟောတာတဲ့ပေါ့နော်ဘလို့လို့ပြီးအဲ့နမကြီးတွင်ဝါမှမသိတာပေါ့နော်အကိုလည်းငယ်နေရလဲပါမှာပေါ့လေအဲ့ဒါကြောင့်မို့လဲပါမှာပါငါကိုယ်တွေကလည်းဒါအကြည့်ပါပဲနော်အမားမေဒီ ဟိုဘောနော်နောက်သားတွေမပါသေးရင်တော့မှသူမွေးထားတဲ့သားနဲ့သမီးနဲ့တည်းမှလည်းကိုညီကအကြီးဆုံးပဲသူကဒါအကြီးဆုံးပဲနော်ဒါအကြီးဆုံးပဲဆိုတော့၃ယောက်ထဲမှာသူအကြီးဆုံးဒါနောက်သားသမီးတွေနဲ့ပေါင်းလိုက်ရင်လည်းကိုညီကဒါအကြီးဆုံးပဲဘာပြောကြည်တော်တော်ပေါ့နော်ကျွန်တော်တို့တော်တော်ပေါ့ခေါ်နေတော့တော်တော်ကတော်ပါတယ်အများကြီးသူ့မှာတက်လက်နေလည်းအများကြီးရှိပါတယ်သူဥဆောင်နိုင်တဲ့အရေးချင်းတွေလည်းရှိတယ်အဲအခုတော်တော်စေကလေးတွေကမအားသေးတဲ့အတွက်သူ့အတင်းအပ်သေးတာပေါ့နော်ကလေးတွေနည်းနည်း အခုအချိန်မကြသေးလို့လည်းမအပ်သေးရလဲပါပါတယ်ဒါနဲ့တစ်ခါတော့အပူပါရနော်ကလေးမှာမဟုတ်တကယ်တော့မေးလူကြီးတွေမှာအားအဲတော်တော်သိတယ်ကလေးမှာအားတော့မဟုတ်ဟိုလိုက်ပို့လိုက်ကြိုးဖို့တော့မအားတဲ့အတွက်တော်တော်ရှိကိုမရောက်ပြတာအမှပါသူရှိမှာသူကတော်ပါတယ်တကယ်တော်ပါတယ် final က October နောက်ဆုံးပတ်ဖြစ်မယ်ဒါမှမဟုတ် အာဒီနိုဝင်ဘာရဲ့ပထမဦးဆုံးပတ်မှာပေါ့နော်ဖိုင်နယ်ဖြစ်လိမ့်မယ်ဒါတို့ဒီပွဲကြီးဒီအာ international ပွဲကအထိုင်းမှာလုပ်မဲ့ international ပွဲစီ12လပိုင်းဖြစ်တဲ့အတွက်တို့ကပွဲချင်းဟိုဖိုင်နယ်ကိုအများကြီးဆွဲလို့တော့မရဒါပေမဲ့တော်တော်တို့ရဲ့ဒီ Little Miss and Mix ဘာမှ2025ဆိုရက် title ကိုယနေ့မိတ်ဆက်လိုက်တဲ့အချိန်ကနေစပြီးတော့အပတ်စဉ်တိုင်းမှာတော်တော်တို့က activity တွေရှိနေမှာဖြစ်တဲ့အတွက်အပတ်စဉ် Sunday တိုင်းမှာတော်တော်တို့ရဲ့ Little Miss and Mix ဘာမှ2025 page ကိုလည်းစောင့်ကြည့်ပေးကြပါ ဒီပွဲမှာပါဝင်ရှင်ပြိုင်မဲ့တသားမိမိလေးတွေကိုလည်းဒါကိုယ့်ရဲ့တသားမိမိတွေလိုပဲစိတ်ထဲမှာသဘောထားပြီးတော့ချစ်ပေးကြပါဒိုင်တယောက်အနေနဲ့ပေါ့နော်ဒီပွဲဒီလိုပွဲလေးတွေဆိုတာပေါ့နော်ဟိုပြိုင်သင့်တယ်ကြာဘာကြောင့်လဲဆိုတော့ဒီပြိုင်ပွဲမစခင်မှာအဲ့ရှေ့မှာ training ပေးလိုက်တဲ့ဒီပေါ့နော်ဟိုသင်ခန်းစာတွေကအကုန်လုံးပါလေဒီကလေးတွေအတွက်ကြည့်ပြင်းတဲ့အထိလုံးဝအဲ့ဒါတွေကလေအကျိုးရှိမိမယ်ရှိစေမယ်သင်ခန်းစာတွေပေါ့နော်အဲအကြောင်းကိုကျွန်တော်ကတော့ဒီပြိုင်ပွဲကြီးကိုဝင်ပြိုင်ဖို့ကျွန်တော်အားလုံးဖိတ်ခေါ်ချင်ပါတယ်ပြောလဲပြောချင်ပါတယ် Me and my star bazaar.